thank uh you -huh. င်္ဂလာပါရှင်ခေတ္တ news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကံကောမှာခလာရ90တိုင်ရင်ကလေမရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာပြီးလူ70ဦးကိုအစုလိုက်ပြုံလိုက်တပ်ဖြတ်ဖို့ပြည်သူ20ကျော်ကိုလည်းဖမ်းဆီးသွားတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းကံကောမြို့နယ်ခလာရ90တိုင်ရင်မှာစံဖတ်စစ်သားတွေကလေမရွာကိုစစ်ကြောင်းထိုးဝင်ရောက်ပြီးလူ70ဦးကိုအစုလိုက်ပြုံလိုက်တပ်ဖြတ်ကပြည်သူ20ကျော်ကိုဖမ်းဆီးသွားကြောင်းဒေသခံပြည်သူတွေကပြောပါရီ။မနေ့ကမီလာစနေနဲ့မနက်နေ့ကမှာကံကောမြို့နယ်ခလာရ90တိုင်ရင်မှာထွက်လာတဲ့အစံဖတ်စစ်ကောင်စီတပ်သား ားတွေကလယ်မရွာကိုဝင်ရောက်စီးနှင်းခဲ့ကြောင်းသိရပါဗျ။အဲ့ဒီလိုဝင်ရောက်စီးနှင်းပြီးတဲ့နောက်ကျေးရွာနေကလေးငယ်များပါဝင် လူဆက်တအုပ်ကိုအစံဖက်စစ်ကောင်စီတပ်သားတွေကပြစ်တက်ခါပြည်သူများကိုလည်းဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပါဗျ။အစံဖက်စစ်ကောင်စီတပ်သားများတပ်ဖြတ်သွားတဲ့ပြည်သူဆက်တအုပ်မှာအသက်24နှစ်အရွယ်ကျော်စန်းခိုင် အသက်23နှစ်အရွယ်တပ်ပိုင်ဦးအသက်39နှစ်အရွယ်အောင်ကြည်မင်းအသက်25နှစ်အရွယ်နေလင်းဦးအသက်28နှစ်အရွယ်ညီလေးအသက်19နှစ်အရွယ်ဂျုံကိုဝင်းအသက်15နှစ်အရွယ်တီဟာလင်းအသက်15နှစ်အရွယ်မျိုးတီဟာအသက် 2012နှစ်အရွယ်ရှန်တွန်းအသက်19နှစ်အရွယ်ကျော်မြတ်သူနဲ့ အသက်73နှစ်အရွယ်မိုင်းဝီတို့ကိုပြစ်တက်သွားတာဖြစ်ကြောင်းသိရပါတယ်။မနေ့ကမနက်အစော၂နာရီဝန်းကျင်လောက်ကခလာရ90တန်းရင်းလောက်ကလာတဲ့စစ်ခွေးစစ်ကြောင်းကလင်မရွာကိုရောက်ရှိလာပြီးပြည်သူ70ဦးကိုပြစ်တက်ထားတယ်။ပြည်သူ20ခန်းကိုလည်းဖမ်းဆီးသွားတယ်။အဲ့ဒီစစ်ခွေးစစ်ကြောင်းကရွာထဲမှာတပ်ဖြတ်ဖမ်းဆီးပြီးချက်ချင်းပြန်ဆုတ်ခွာသွားတယ်လို့သိရတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။ဆက်လက်ပြီးတပန်ရင်းမှာစစ်လင်းရင်းနဲ့ပုံကျဲမှုကြောင့်ထိဆုံးခဲ့ရတယ်။ကျောင်းသူကျောင်းသား20နဲ့ဆရာမ9ဦးတို့တချို့ပြီးစီးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းတပန်ရင်းမြို့နယ်မှာစစ်တပ်ကလင်းရင်းနဲ့ ံးကျင်းမှုကြောင့်တည်ဆုံခဲ့တဲ့ចောင်းသားចောင်းသူ20နဲ့ဆရာမ2ဦးတို့ကိုတကြိုပြီးစီးပြီဖြစ်ကြောင်းတော်လိုင်းတည်င်းအချင်းမြင့်တွေကပြောပါရယ်မေလ12ရက်နေ့မနက်9:35မိနစ်ချိန်ကတပင်းရင်မြို့နယ်အိုးထင်းတွင်ချင်းရွာစတင်ចောင်းကိုအကြမ်းဖက်စစ်တပ်ကလေးចောင်းတိုက်ခိုက်ခဲ့ကြောင်းចောင်းသားចောင်းသူ20နဲ့ចောင်းဆရာမ2ဦးစုစုပေါင်း22ဦးအသက်ဆုံးရှုံးခဲ့ရပြီးចောင်းသားကလေးငယ်ပေါင်း50ခန်းကျော်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါရယ်ချင်းရွာစတင်ចောင်းကိုအကြမ်းဖက်စစ်တပ်ကလေးចောင်းတိုက်ခတ်မှုလုံဆောင်ခြင်းကစတင်ចောင်းနေတဲ့ကလေးငယ်များကိုရီဝဲချက်ရှိရှိဥတီတိုက် ခံခြင်းဖြစ်ကြောင်းတော်လိုင်းတည်င်းအရင်မြစ်တွေကဆက်လက်ပြောဆိုပါတယ်။ကလေးရီမန်တိလျက်နဲ့ကိုပြစ်တာဘာလို့လဲဆိုတော့အဲ့ဒီကြောင့်မှဘယ်တော့မှလက်နက်ကင်တွေနေပူးတာမရှိဘူးစာပဲတင်နေကြောင်းနိုင်ကြီးကတော့တချို့ပြီးစီးပါပြီလို့၎င်းကပြောပါတယ်။စစ်တပ်ကပုံကျဲချတဲ့စာတင်ကြောင်းနဲ့အနီးနားပတ်ဝန်းကျင်မှာမြည်တိလက်နက်ကင်တပ်ဖွဲ့အဖွဲ့အစည်းမှအခြေချနေထိုင်ခြင်းမရှိတဲ့အပြင်တိုက်ပွဲလည်းဖြစ်ပွားခြင်းမရှိကြောင်းသိရပါတယ်။စစ်ကောင်စီရဲ့လူမဆန်တဲ့လုပ်ရက်ကိုလူမျိုးတုံးတပ်ဖြတ်မှုဆင်ရဆွေးမှုဖြစ်မှတ်တမ်းတင်ပြီးကျူးလွန်သူများကိုထိရောက်စွာရေးယူနိုင်ဖို့နဲ့ထိခိုက်ခံစားသူကလေးငယ်များအတွက်တရားမ မျှတမှုပြန်လည်ရရှိဖို့အတွက်နီးလန်းပေါင်းစုံနဲ့မစုံမနစ်ကြိုးစားသွားမှာဖြစ်ကြောင်းအဆိုပါရာဆွေးမှုတွင်ကိုကျူးလွန်သူစင်ခိုင်းသူအားပေးသူပုံဖြတ်သူမြည်သူကိုမဆိုရှန်သူအဖြစ်ပြက်ပြက်သားသားသတ်မှတ်သွားမှာဖြစ်ကြောင်းပြည်သူ့ကာကွယ်တပ်မတော်ရွှေဘိုခရိုင်တိုင်ရင်စနစ်ကသတင်းထုတ်ပြန်ထားတယ်လို့ဖော်ပြပါရှိပါတယ်ရှင်။ တက္ကသိုလ်ဝင်စာမေးဝေးပြန်ဖြေဖို့ကန့်ကွက်သူရန်ကုန်အဝေးတင်တက္ကသိုလ်မှကတိကတအူ PDF နဲ့ချိန်ဆက်ပြီးအေအထံပူပေါင်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်ရန်ကုန်အဝေးတင်တက္ကသိုလ်မှကတိထဆရာမတအူကပြည်သူ့ကာကွယ်တပ်မတော် PDF နဲ့ချိန်ဆက်ပြီးအရခတက်တော်အေအထံပူပေါင်းသွားကြောင်းစစ်ကောင်စီကထုတ်ပြန်ပါတယ်ရန်ကုန်အဝေးတင်တက္ကသိုလ်တတပိတာဌာနမှကတိကဒေါ်ဝင်းအောင်က မေလ9ရက်မှာဌာနနဲ့အဆက်အသွယ်ပြတ်သွားတာဖြစ်ပြီးဖြစ်စဉ်ကိုစစ်ဆေးမှုတွေရစလင်းကြီးရဲ့ PDF ရဲ့ချိတ်ဆက်ကူညီမှုနဲ့အေအေထံတွားရောက်ခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်ဖြစ်စဉ်အသေးစိတ်ကိုစစ်ကောင်စီကအောက်ပါအတိုင်းဖော်ပြထားပါတယ် ဆီယမတော်ဝင်းအောင်ကငလင်တန်တဲ့မန္တလေးတိုင်းမှာတက္ကသိုလ်ဝင်တန်းပြန်လည်ဖြည့်ဆုံမဲ့ကျောင်းသားကျောင်းသူများကိုအနီးကပ်တင် जा ဖို့အတွက်မေလာတရက်မှာရှန်ကုန်အဝေးတင်တက္ကသိုလ်မှအခြားနည်းပြများနဲ့အတူမိထီလာတက္ကသိုလ်ကိုရောက်ရှိလာခဲ့ပြီးမေလာနေ့ရက်မှစတင်ပြီးအာထကနဲ့ပြောပွဲမှာတင် जा ပို့ချမှုတွေစတင်ခဲ့ကြောင်းမေလာ9ရက်မနက်9:45မိနစ်ခန့်မှာမိထီလာတက္ကသိုလ်မှပြောပွဲမျိုးကိုမထွက်ခွာမီမိတ်ဆွေများနဲ့တွေ့ဆုံဖို့လို့ဆိုပြီးထွက်သွားပြီးတာဝန်ကျနေရာကိုပြန်ရောက်မလာလို့ဆက်သွယ်တော်လည်းမရခဲ့ကြောင်းည9:30ခန့်မှာတော်ဝင်းအောင် ရဲ့သားဖြစ်သူထံကိုជីမီကတဆင့်ပေးဖို့မိ мян ခဲ့တယ်လို့ဆိုပါတယ်။ဒေါ်ဝင်းအောင်ပြောဆုံးနေမှုကိုစီစဉ်ရာမိထီလာ တက်ကတော်ရှိ CCTV မှတ်တမ်းတွေရာဒေါ်ဝင်းအောင်ကမနက်9:48မိနစ်ခန့်မှာအိတ်သေးလေးတစ်လုံးနဲ့အတူမိထီလာတက်ကတော်အမှတ်1ဂိမ်းမှာထွက်ခွာသွားပြီးတက်ကတော်အနီးရှိအာယုံဦးလက်ဖက်ရည်ဆိုင်မှာတအူးရဲ့မနက်စာစားက9:00ခန့်မှာလက်ဖက်ရည်ဆိုင်ရှိကိုရောက်ရှိလာတဲ့ကားပေါ်ကို၎င်းရဲ့သဘောဆန္ဒနဲ့လိုက်ပါသွားတယ်လို့ဆိုပါတယ်။ အေးအေးနဲ့ကြိုတင်ဆက်သွယ်ခဲ့ပြီးမေလ9ရက်မှာစလင်းကြီး PDF ရဲ့ချိန်ဆက်ကူညီမှုနဲ့မိထီလာမျိုးမှာစလင်းကြီးမျိုးနဲ့ကြားတက်ကျင်းရွာကိုတွားရောက်ခဲ့ပြီးအဲဒီမှာတဆင်းအေးအေးထိန်ချုပ်နေမြေအတွင်းရှင်ပညာရေးဆိုင်ရာလုပ်ငန်းများမှာပူးပေါင်းကူညီနိုင်ဖို့အတွက်ကြိုတင်ရည်ရွယ်ဆောင်ရွက်ခဲ့တာဖြစ်ကြောင်းဖော်ပြပါရယ်ဒေါ်ဝင်းအောင်တို့ပဲစစ်ကောင်စီကိုစွန့်ခွာခြင်းနဲ့ပညာရေးဝန်ထမ်းတွေအများကြီးပဲအကြက်ကင်လာလို့သာထွက်လာလို့မရသေးတာလို့နေပြည်တော်ရှိပညာရေးဝန်ကြီးဌာနမှဝန်ထမ်းတအုပ်ကဆိုပါရယ်ဒေါ်ဝင်းအောင်ကရခိုင်ပြည်နယ်စစ်တွေမြို့မှာမွေးဖွားခဲ့တဲ့ရခိုင်လူမျိုးတအုပ်ဖြစ် ပြီးသူငယ်လမ်းမပွင့်ရတဲ့အထိရခိုင်ပြည်နယ်စစ်တွေမြို့မှာပညာသင်ကြားခဲ့ကြောင်းဒါအပြင် တက္ကသိုလ်တွေမှာနီးပြဆရာမအဖြစ်တာဝန်မထမ်းဆောင်မီကာလတွေမှာစစ်တွေမြို့ရှိခြေကံပညာထက်တန်းကျောင်းခြေကံပညာမူလာတန်းကျောင်းတို့မှာမူလာတန်းပြအလေတန်းပြရာလူများနဲ့တာဝန်ထမ်းဆောင်ခဲ့မှုကြောင့်စစ်ကောင်စီကဖော်ပြထားပါတယ်ဒေါ်ဝင်းအောင်ကစစ်ကောင်စီကအကောင့်ထဲပေါ်နေတဲ့ငလင်ဘေးဒဏ်တက္ကသိုလ်ဝင်ကျောင်းသားကျောင်းသူများစာမျက်ဝဲဖြည့်ဆုမဲ့အစီအစဉ်ကိုကန့်ကွက်သူတအုပ်ဖြစ်ကြောင်းရန်ကုန်တက္ကသိုလ်အဝေးတင်ဌာနအတိုင်းဝိုင်းမှာတင်ရပါတယ်ငလင်ကျောင်းအဖြစ်လွားများပြ ျက်စီးသွားတဲ့ဘေးတင်တက္ကသိုလ်ဝန်ထမ်းចောင်းသား6000ကျော်ကမေလ16ရက်ကစပြီးစာမေးပွဲပြန်ဖြေဖို့စစ်ကောင်စီကတင်ရဝင်ကြီးညာထားပြီး၎င်းပေါ်စစ်တပ်အတိုင်းဝိုင်းကပါပြင်းပြင်းထန်ထန်ဝေဖန်ပါတယ်မလ28ရက်ကလုတ်ခတ်ခဲ့တဲ့ရစ်စတာစကေ9.9အစဉ်ရှိစကိုင်းကလင်ကြီးကြောင့်မန္တလေးတက္ကသိုလ်ပင်မဆောင်ပြိုကျပြီးမီးလောင်သွားရာ2024 25တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုတဲ့မန္တလေးတိုင်းမှာចောင်းသားចောင်းသူ4,6940ဦးစကိုင်းတိုင်းမှာ9,312ဦးကချင်ပြည်နယ်မှာ ၈၆၉၉ဦးရဲ့အပြည့်အလွတ်များဖြည့်ဆည်းသွားခဲ့ကြောင်း ငလင်တန်းကျောင်းကျောင်းသားကျောင်းသူ6254ဦးကစစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှအတုံးဝင်နေပါတယ်။အဆိုပါကျောင်းသားတွေကမေလ16ရက်မှမေလ21ရက်ထိမန္တလေးစကိုင်းကချင်းနဲ့နေပြည်တော်တို့မှာစာမီးဝဲများပြန်လည်ဖြည့်ဆို့ရမှာဖြစ်တယ်လို့စစ်ကောင်စီကကြေညာထားပါတယ်။အဆိုပါစာမီးဝဲအတွက်စစ်ကောင်စီကတင်နှဲများပြန်ပေးနေချိန်မှာဒေါ်ဝင်းအောင်ကစစ်ကောင်စီကိုစန့်ကျင်အာဏာဖီဆန်သွားတာဖြစ်တယ်လို့ပညာရေးတိုင်းဝိုင်းကတုံ့တက်ပါတယ်။လက်ရှိစစ်ကောင်စီကပြီးနေတဲ့တင်နှဲတွေမှာပညာရေးဝန်ထမ်းတွေကိုနေအိမ်အခြေချုပ်ခဲ့သူစီကံတင်ချက်ထား ပြီးဖိနှိပ်မှုမျိုးစုံပြီးနေကြောင်းလည်းပညာရေးဝန်ထမ်းတွေရဲ့မိသားစုတချို့ကပြောပါတယ်။နောက်ထပ်တပုတ်နီနဲ့ခမာယာ968တိုက်ပွဲတထောက်ပူကြီးရှိုင်းပြည်အောင်တည်ဆုံတဲ့အကြောင်းတင်ဆက်ပြီးပါမယ်။တထောက်ပူကြီးဖြစ်ခန့်အပ်ခံရလို့ CDM မဝင်ဖြစ်တော်ရာကတည်ဆုံခဲ့တာလို့ဆိုပါတယ်။ဘကိုတိုင်းရွှေချင်းမျိုးစလုတ်ကြီးရွာချေဆိုင်ခမာယာ968ကပူကြီးရှိုင်းပြည်အောင်တိုက်ပွဲမှာတည်ဆုံသွားတယ်လို့၎င်းရဲ့မိသားစုနဲ့နှိဆက်တဲ့သူတွေကပြောပါတယ်။ပူတင်နန်းကျောင်းပါကတာပတ်စဉ်123စဉ်ပူကြီးရှိုင်းပြည်အောင်ကခမာယာ 1998တန်ရင်တက်ထောက်ပိုးကြီးတာဝန်ယူထားသူဖြစ်ပြီးတန်ရင်သိမ့်ပိုင်ခံခဲ့ရတဲ့မေလာရှိရနေ့မှာတိုက်ပွဲကြတည်ဆုံသွားတာလို့သိရပါတယ်။ကရင်ဘောဆဲခိုမှာရှင်လာကျော်ငတ်ပြဲဆုပ်ပြဲခြေထောက်မှာလည်းကြည်တီဒါကိုတော့ရှီတန်းပြန်ဖို့မတိမချင်းပြေးလိုက်ရတာလို့၎င်းနဲ့နီးစပ်သူတအုပ်ကသူရဲ့ Facebook လူမှုကွန်ရက်မှာရှင်းသားထားပါတယ်။ရှင်နေချောင်းမြို့စာတီပိုးကြီးဆိုင်ပြောင်းက2024ဒီဇင်ဘာလအတွင်း CDN ဝင်ရောက်ဖို့လို့ဆိုပြီးရှင်နေချောင်းမြို့နဲ့တော်လိုင်းအင်အားစုဝင်တအုပ်ကတဆင်းဆက်သွယ်လာခဲ့ပြီးမြေခမာရ 1998မှာတထောက်ဝကြီးအဖြစ်တာဝန်ခန့်အပ်ပြီးရခြင်းခံရပြီးရနောက် CDM မဝင်ဖြစ်တော့တာဖြစ်တော့ CDM တက်တာဘူကြီးစင်ရောကပြောပါတယ် တက်ထောက်ဘူကြီးဖြစ်တာမကြသေးဘူးတက်ထောက်ဘာကတက်ထောက်ဘူကြီးကနောက်တန်းအထိုင်းရှိတယ်မလိုက်ရတော့ဘူးဆိုတော့ CDN ဝင်မလာတော့တာလို့၎င်းကဆိုပါတယ်ခမာရ998ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတရင်အတွင်းဝင်ရောက်ရှင်းလင်းစဉ်စစ်ကောင်စီတပ်ဖွဲ့ဝင်30ရဲရှုံအလောင်းတွေ့ရှိရပြီးစစ်တုံမှန်6ဦးနဲ့တပ်မိသားစုဝင်9ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကကွေးဝင်ကြီးဌာနကမေလ17ရက်မှာထုတ်ပြန်ပါတယ်တိုက်ပွဲအတွင်းလက်နက်ငယ်မျိုးစုံ83လက်စိန်ပြောင်းလက်နက်ကြီး3လက် point 5 က်ဆက်တနက်တလက်ဂျမ်းမာဆက်သုံးလုံးနဲ့ခရင်များပြားကိုသိမ့်ပိုင်ရရှိခဲ့တယ်လို့ဆိုပါတယ်မေလဇန်ပိုင်းကစတင်ပြီးခမာယာ968အခြေဆိုင်တဲ့အနီးဝန်းကျင်ရှိညောင်ကြောင်ကွန်းစိတ်ရွာတွေကစစ်ကောင်စီတပ်စခန်းတွေကိုတော်လိုင်းပူပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ပြီးမေလရှိရနေ့မှာခမာယာ968ကိုအပိတတိုက်ခိုက်သိမ့်ပိုင်ခဲ့တာလည်းဖြစ်ပါတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်